ဟယ်လိုသတင်းမေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာခုတကပရမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အောက်တွင်းမှာ license မရှိဘဲစိုင်းကဲဆင်းမှုနဲ့ဖန်ဆီဆင်းမှုထန်ခိုင်ခံခဲ့ရတဲ့ဇမှုတန်တသားတဲ့ဝေယံထုံးကိုလင်းဝင်ခဲ့ကောင် လက်ရှိဂျမတ်စစ်တပ်မှာတသားတစ်တေထမင်းဝါဝါလင်လင်မစားရခြင်းအနာမရခြင်းနဲ့ဂျင်းနိုင်ငံချင်းမှုကြီးဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းအုပ်တွင်းမျိုးနယ်မှာလိုင်စင်မရှိဘဲဆိုင်ကဲစီးနှင်းမှုနဲ့ဖမ်းဆီးခံရပြီးတဲ့နောက်မှာအတင်းအဓမ္မစစ်မှုတန်းတော်သွင်းခံရတဲ့တသားတစ်ဝေယံထုံးလင်းဝင်လာတယ်လို့ကရင်မျိုးသားကားွယ်ရေးတပ်မတော် KNL ဌာနချုပ်ကသတင်းထုတ်ပြန်ပါတယ်။အဲလို KNL ဌာနမှလင်းဝင်လာတဲ့တသားတစ်ဝေယံထုံးဟာအုပ်တွင်းမျိုးနယ်မှာဖြစ်ပြီးတော့၎င်းရဲ့တငယ်ချင်းနဲ့အတူဆိုင်ကဲစီးနှင်းဆက်မှာစစ်ဆေးဖမ်းဆီးခံခဲ့ရကြောင်း သူ့ကိုဖမ်းဆီးတဲ့အကြောင်းရင်းကတော့ဆိုင်းကဲလိုင်းစင်မရှိလို့ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီးတောင်ငူစစ်သားစုဆောင်ရေးတပ်ကိုဗိုးခံခဲ့ရကြောင်းအရင်နောက်တထုံမျိုးနယ်အမှတ်ကိုလေးချင်းရဲ့စစ်တပ်နံအကြောင်းကိုဗိုးခံခဲ့ရပြီးတော့အရင်မှာစစ်တပ်နံ၃လတက်ရောက်ခဲ့ရကြောင်းတင်နန်းပြီးတဲ့နောက်မှာခမာရ338တက်ရင်ကိုဗိုးခံခဲ့ရတယ်လို့သိရှိရပါတယ်။ဒါပြင်သူစစ်တပ်ထဲကိုရောက်ရှိလာတဲ့ခါမှာစစ်တပ်ထဲမှာဂျင်းနိုင်ငယ်ချင်းလုံဆောင်မှုတွေကြီးစိုးနေပြီးတော့တပ်သားတွေများဟာထမင်းတောင်ဝါဝလင်လင်မစားရကြောင်းအချိန်ပြည့်နှိမ့်ဆက်မှုတွေနဲ့အနာမပေးပဲ ဇတက်ရဲ့လုံးတွေကိုစေခိုင်းကအိတ်ချင်းတောင်မပေးဘူးလို့သိရှိရပါတယ်။ဒီစတက်ကိုသဘောမကျတာလည်းပါပါတယ်။သူတို့ရဲ့ကြီးနိုင်ငံချင်းလုံးတာတွေလည်းပါပါတယ်။နေဆက်တာတွေရောညာဆိုရင်ဂင်းဆောင်ခိုင်းပြီးတော့တခါတလေကြာရင်ညာဆိုတညာလုံးဂင်းဆောင်ခိုင်းပါတယ်။လုံးဝအနာမပေးဘူး။ထမင်းကြတော့လည်းဝါဝဖြူဖြူမစားရဘူး။တညာလုံးခင်းဆောင်ပြီးနေခင်းကြတော့လေပေးမိဘူးပြီးတော့အိမ်ငှားရင်လည်းနောက်ကလေးကွားနဲ့ပြစ်ခံရတယ်စက်တက်တက်ကထွက်ပြေးဖို့အချင်းချင်းစူးစမ်းခဲ့တယ်မရပါဘူးဒါပေမဲ့အခုက25ရက်နေ့နေ့လယ်ပိုင်းတနာရီလောက်မှာ ျွန်တော်အဲ့ဒီအခွင့်အရေးကိုရခဲ့ပါတယ်အခွင့်အရေးရပြီးတော့ကျွန်တော်တို့ထွက်ပြေးလာကြတယ်လက်နက်ကတယောက်တစ်လက်ပါတယ်ခေရန်နေလည်းပါတယ်လို့လင်းဝင်းတတတဲ့ဝင်းရံထုံးကပြောပါတယ်လက်ရှိမှာအကြမ်းဖက်စကောင်းစီတက်လက်အောက်မှာရောက်ရှိနေတဲ့စစ်သားတွေနေနဲ့ပြည်သူဘက်သို့အလင်းမြန်ဆုံးဝင်တင်ပြီးတော့အကြမ်းဖက်စစ်တပ်ရဲ့ချင်းချောင်းမှုတွေကိုမကြောက်ကြရနဲ့အလင်းဝင်ရဲ့နှိမ့်ဆက်မှုတွေမရှိတဲ့အပြင်စကောင်းစီကဲ့သို့ညံမှန်နှိမ့်ဆက်မှုတွေလည်းမရှိကြောင်းဒါကြောင့်စစ်သားများအလုံးလင်းဝင်ကြရန်လည်း၎င်းကတိုက်တွန်းခဲ့ပါတယ်အခုကျွန်တော်တငယ်ချင်းတွေကိုတော့ဒီဘက်ကိုလင်းဝင်ဖို့ဖိတ်ခေါ်ချင်ပါတယ် တငယ်ချင်းတွေအဲဒီဘက်မှာနေရတယ်လို့မဟုတ်ဘူးဒီဘက်မှာနေရတာလွတ်လပ်တဲ့အေးချမ်းပါတယ်မင်းတို့ကောင်းတွေကိုစကောင်းစီတက်လို့နေဆက်တာတွေလည်းမရှိဘူးအဲကြောင့်ဒီကပြောချင်တာကမင်းတို့ကောင်းတွေလင်းဝင်ဖို့ပြောချင်ပါတယ်ဒီဘက်မှာအေးစစ်စစ်ပါပဲနောက်ပြီးမင်းတို့ပြောတယ်လို့မင်းတို့အလင်းဝင်လာရင်တမ်းမှဖျက်မှာလည်းမဟုတ်ပါဘူးဒီကားလူတွေကမင်းတို့ကိုလက်ဖျားနေတာအောင်မထင်ဘူးသူတို့ချိန်ချောက်တာကိုကြောက်မနေပါနဲ့မင်းတို့လင်းဝင်စရာရှိတာကိုဝင်လာခဲ့ငါကတော့မင်းတို့ကောင်းတွေကိုစောင့်နေတယ်လို့၎င်းကပြောပါတယ် အကြမ်းမဲ့စကောင်းစစ်ကပြီးခဲ့တဲ့2024ခုနှစ်မေလမှစတင်ပြီးစမုတ်တန်တင်နန်းများကိုစတင်ဖွင့်လှစ်ခဲ့ကောင်လူငယ်များကိုနီလန်မျိုးစုံနဲ့ဖန်စီစစ်ထက်ဆွဲသွင်းနေပြီးပေါ်တာဆွဲခြင်းနဲ့ချင်းချောက်ဖန်စီခြင်းနဲ့မဲနိုင်ပြီးတော့စစ်မှုထန်ခိုင်းရန်ဆင့်ကော့ခြင်းနဲ့အပါအဝင်ဥပဒေနဲ့မညီတဲ့တရားဓမ္မလုံရက်တွေကိုကျူးလွန်လျက်ရှိတယ်လို့လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့တွေကဝေဖန်ထောက်ပြထားပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့မြိမတနင်္လာရီဘက်သို့ဦးတည်လာတဲ့အကြမ်းဖက်စစ်ကရှစ်စည်းပါရန်နံကိုမိုင်းဆွဲပစ်ခဲ့တိုက်ခိုက်မှုတွင် အကြံဘက်စစ်ကနှစ်စီပြက်စီးပြီးတော့ထိခိုက်ဒဏ်ရာရသူတွေများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တနင်္လာရီတိုင်းမြိတ်ကနေတနင်္လာရီဘက်ကိုဦးတည်လာတဲ့အကြံဘက်စစ်တပ်ရဲ့စကားရှိစီပါရန်နန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစကားနှစ်စီပြက်စီးပြီးတော့ထိခိုက်ဒဏ်ရာရသူတွေများပြားခဲ့တယ်လို့တနင်္လာရီမြို့နယ်ဗီဒူကားွယ်ရေးဖွဲ့မှတာဝန်ရှိသူတအူးကပြောပါလိမ့်။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့မနက်7:00နာရီခန့်မှာမြိတ်ကနေတနင်္လာရီတို့ဦးတည်လာတဲ့အကြံဘက်စကောင်းစီတပ်ရဲ့စကားရှိစီပါရန်နန်းကို ဒေါ်လန်ရေးတက်တွေကဂန်တိုးရွာနဲ့ကောမပြင်းရွာလမ်းပိုင်းနှစ်နေရာမှာဂျားပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုတွေမှာအကြမ်းဖက်စစ်တပ်ကကာနစီပြက်စီးပြီးတော့အကြမ်းဖက်စကောင်းစီတပ်သားအများပြားနဲ့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။မြေကနေတနင်္လာရီဘက်ကိုဦးတည်လာတဲ့စစ်ခွေးကရှစီပါရန်တန်းကိုဂန်တိုးရွာဂျားနဲ့ကောမပြင်းရွာလမ်းပိုင်းနှစ်နေရာမှာဂျားပြတ်တိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်မှုတွေမှာစစ်ခွေးကနှစ်စီပြက်စီးပါတယ်။ထိခိုက်ဒဏ်ရာရသူတွေလည်းများပါတယ်လို့တနင်္လာရီမြို့နယ်ပြည်သူ့ကော်မတီဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပြပါတယ်။ အရိတခိုင်မှုကိုတနင်္လာရီမြို့နယ်ဘက်ကဖမဇုံကဇုံတုံးနဲ့ချက်တင်တဲ့တစိတ်တွေကပူပေါင်းလုံးဆောင်ခဲ့ပြီးတော်လန်ရေးရဲဘော်တွေဒီခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကော်ပိုရိတ်ဂျုံတိုးလန်တိုက်ပွဲမှာစစ်ခွေး30កောင်ထပ်မင်းနဲ့တိုက်ဆုံးပြီးအကြမ်းမဲ့စစ်တပ်မှတရင်မှုနဲ့ဒုတက်ရင်မှုတို့အပြင်းထန်ဒဏ်ရာရခဲ့ကောင်လက်နက်ခဲယံအများပြားလဲတင်ဆက်ရမိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ကရင်ပြည်နယ်ကော်ပိုရိတ်ဂျုံတိုးလန်တိုက်ပွဲမှာအကြမ်းမဲ့စစ်ခွေး30កောင်ထပ်မင်းနဲ့တိုက်ဆုံးခဲ့ပြီးတော့ တည်ရင်မှုနဲ့ဒုတက်ရင်မှုတို့အပြင်းထန်တန်းရာရရှိခဲ့ကလက်နက်ခဲယမ်းတွေလည်းအများပြားတင်ဆက်ရမိခဲ့တယ်လို့ Mon Liberation Army မှပြန်ကြားရေးတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့မှာကရင်ပြည်နယ်ကြုံတိုးမြို့ကနေတဆင့်အောင်စရာစစ်ကြောင်းကိုစကူပေးရန်တက်လာတဲ့အကြမ်းဖက်စကောင်းစီတပ်လက်အောက်ခံတမ44ဓမ္မ55မှစစ်ကြောင်းတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲဟာ9နှစ်အကြာကြာမြင့်ခဲ့ပြီးအဲ့ဒီတိုက်ပွဲတော့မှာစစ်တပ်ကတရရင်မှုဥပါဝင်ဒူဝိုင်းစီဘုံမှုတအုပ်ထိခိုက်တန်ရာရရှိခဲ့ကြောင်း ဒါပြင်အကြမ်းဖက်စစ်ကွေးအကောင်30ထက်မနည်းသေဆုံးခဲ့ပြီးတော့စတက်ရဲ့လက်နက်ခဲယမ်းတွေလည်းတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။အဲလိုစတက်ထံကနေတင်ဆက်ရရှိတဲ့လက်နက်များထဲမှာ MA1, MA2 လက်နက်များ RPG အမြောက်များနဲ့ RPG ဘုံးသီးများ RPG ပိုရံများ၆၀မမလက်နက်ကြီးများကြီးပေါက်မျိုးစုံကြီးမျိုးစုံကြီးကအုတ်ထုပ်ဥပါဝင်လက်နက်ခဲယမ်းများနဲ့စစ်တုံးဆောင်ပစ္စည်းများကိုတင်ဆက်ရမိခဲ့တယ်လို့ဆိုပါတယ်။လက်နက်ခဲယမ်းအရေးတို့အတီးကြားနဲ့ထုတ်ပြန်ခွင့်ရလာရင်ပြောပြပေးပါမယ်လို့ မွန်လဘရေရှင်းအာမီမှာပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။အလားတူဒီကနေ့ဇွန်လ21ရက်နေ့မနက်10:00နာရီချိန်ကလည်းဒေါ်လန်ရေးပူပေါင်းတပ်များကဂျုံတုံးမြို့နေရာ၄ခုကိုလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာ။အကြမ်းမဲ့စကောင်းစီတပ်ဘက်ကလည်းပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ကြောင်း။ဒါပြင်ဖမ်းမျိုးကနေခဲယမ်းနေတင်ဆောင်လာတဲ့ကားတွေဟာလည်းတာမညာနဲ့ဂေါတာဘက်ကနေဂျုံတိုးဘက်ကိုတက်လာတယ်လို့သိရပါတယ်။ဒီနေ့မနက်10နာရီချိန်ဒေါ်လန်ရေးဘက်ကအကြမ်းဖက်စကောင်းစီရဲ့စစ်ကြောင်းပြက်မှတ်၄နေရာကိုလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ စကောင်းစီဘက်ကလည်းပြန်ပြီးတော့ဖြစ်ကက်နေတာရှိပါတယ်။ပြီးတော့မနက်7:00နာရီချိန်မှာဖန်ကစကုခဲရန်ကားတွေတာမညာဂေါဒဘက်ကနေဂျိုင်းဂျုံတို့ဘက်ကိုတက်လာကြပါတယ်။ဒါလည်းပဲစိန်းနေအုပ်ရေခခဲရန်က6ဘိန်းက2စီထွက်လာနေတာလို့တော်လိုင်းသတင်းရင်းမြစ်ကပြောပါတယ်။အဲဒီစစ်စင်ရင်းမှာ GNL ကအုပ်ဆောင်ပြီး RMA မွန်တက်တော်နဲ့ PDF တွေအပါဝင်မာမိတ်တပေါင်းစုံပါဝင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာဂျုံတို့မျိုးကိုတော်လိုင်းတပွဲတွေကဝိုင်းထားပြီး မျိုးပြင်းကိုထွက်ပြီးတော့ဒေါ်လိုင်းပူပေါင်းတပ်ဖွဲ့များထံပူပေါင်းပြီးဗီဒူရန်ကွယ်သူခိုးလုံကြားရန်လည်းတိုက်တွန်းနှိုးဆော်ထားပါတယ်။ဆက်လက်ပြီးတမတ်တင်ဆက်ပေးခြင်းနဲ့တရင်ကတော့လက်ဗရန်မျိုးနဲ့ရေငန်ရွာမှာတဆွဲထားတဲ့အကြမ်းမတ်စစ်တပ်ရဲ့ထိုင်စခန်းကိုတိုက်ခိုက်မှုမှာစစ်ခွေး၅កောင်ပေဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ပဲခူးတိုင်းလက်ဗရန်မျိုးနဲ့ရေငန်ရွာမှာတဆွဲထားတဲ့အကြမ်းမတ်စခေါင်းစီတပ်ရဲ့ထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်ရမှာအကြမ်းမတ်စစ်ခွေး၅កောင်ပေဆုံးခဲ့တယ်လို့ဒါယာဝီခိုင်တရင်3800နဲ့တခွဲနှင်းမှာတာဝန်ရှိသူတအူးကပြောဆိုပါတယ်။ ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့မနက်3:50မိနစ်အချိန်ကလဗရန်မျိုးနယ်အပိုင်းရင်ငန်ကြီးဝမှာအင်အား30ကျော်နဲ့ထိုင်ချထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုဒေါ်လန်ရီတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအဲဒီတိုက်ပွဲဟာတနအီနဲ့မိနစ်40ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ခွေ9កောင်သေဆုံးခဲ့ကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဲဒီနောက်အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးပစ်ကူများနဲ့စတိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဒေါ်လန်ရီပူပေါင်းတပ်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲကစတင်တာမနက်3:50မိနစ်50မှာပါ အပြန်လန်စောကြရင်းနဲ့9နာရီခွဲမှာတိုက်ပွဲပြီးတယ်။ဒဏ်ရာရသူတွေများပြီးတော့ထင်းလာလို့ပြေးတဲ့ကောင်ကပြေးနေဖြစ်ကုန်တော့စကူခေါ်တယ်။အရင်မှာစကူတွေလာတာနဲ့လက်နက်ကြီးတွေပြစ်ကူပေးလာတာကြောင့်ကျွန်တော်တို့ကစခန်းကိုဝင်မစည်းတော့ပဲပြန်ဆုတ်လာတာလို့တာယာဝရီခိုင်တရင်3800နှစ်တခွဲနဲ့မှာတာဝန်ရှိသူတအူးကပြောပြပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတာယာဝရီခိုင်တရင်3800နှစ်တခွဲနှစ်တခွဲသုံးနဲ့ရွေတန်းမြေပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့တာယာဝရီခိုင်ဘက်ကပါအမတ်တဲ့တိုက်ခိုက်ရေးဖွဲ့ရဲဘော်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ် နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နောင်ချုံမျိုးနဲ့ဂျေးဝါခုနှစ်ခုမှာအကြံဘတ်စကောင်းစီတက်တဲ့တင်းနယ်လေးတို့ကြတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့အစိမ့်ဝေဘုံတွေကိုဂျမ်ဘတ်စစ်တပ်ကအုံပြူတိုက်ခိုက်နေတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမျိုးနယ်ဂျေးဝါခုနှစ်ခုမှာအကြံဘတ်စစ်တပ်နဲ့တင်းနယ်လေးတို့ကြတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့တောင်တက်မတော်တင်းနယ်လေးကဒီကနေ့တရင်ထုတ်ပြန်လာပါတယ်။လက်ရှိတင်းနယ်လေးကဒိမ့်ပိုက်ထားတဲ့နောင်ချုံမျိုးနယ်အတွင်းကလက်ပံကုံတရကုံညံတော်ရွှေသွန်းလုံဝဲ ုံမတီကျေးဝါနဲ့ဆမ်ဆဲကျေးဝါတွေမှာအကြမ်းဖက်စကောင်းစီတက်နဲ့တင်းနေလေးတို့ကြတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးတော့အဲလိုတိုက်ပွဲတွေဖြစ်ပွားနေချိန်မှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီး134လုံးနဲ့ဒရုန်းပုံးသီး32လုံးတို့ကျဲချခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ယမန်နေ့ဇွန်လ20ရက်နေ့မနက်6:15မိနစ်ချိန်မှာနောင်ချုံမြို့နယ်ဘိန်နယ်ကုန်းနဲ့ညံတော်ကျေးဝါကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြအောင်အလားတူယမန်နေ့မနက်8:32မိနစ်ချိန်ကလည်း ေရကုံကျေးဝါနဲ့ကံကြီးကျေးဝါမှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အလားတူလက်ပန့်ကုံကျေးဝါနဲ့လိုင်ဝဲကျေးဝါတွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့ကြအောင်။ဒါပြင်ယမန်နေ့မွန်လွယ်2နာရီ30မိနစ်အချိန်ကရွှေသွန်ကျေးဝါမှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်အကြမ်းဖက်စကောင်းစီတပ်ကလက်နက်ကြီး53လုံးနဲ့ဒရုန်းဘုံဒီ15လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူစမ်းမဆဲကျေးဝါနဲ့အုံမတိကျေးဝါတွေမှာလည်းအကြမ်းဖက်စကောင်းစီတက်တဲ့တင်းနယ်လီတို့ကြားမှာထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးတော့ရေမောင်းနှမ်းနဲ့ရွှေညောင်မင်းဂျေးဝါကြားမှာလည်း အကြမ်းဖက်စကောင်းစီတက်နဲ့တင်းနယ်လီတို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ကြောင်းစကောင်းစီတက်ကတိုက်ပွဲများတွန်းမှလက်နက်ကြီးများအသုံးပြုတဲ့ပြင်ဓာတုအစိမ့်ငွေဘုံတွေကိုပါအသုံးပြုခဲ့တယ်လို့တင်းနယ်လီကပြောဆိုပါတယ်လက်ရှိမှာစကောင်းစီကဇွန်လတက်လာလုံးအပြည့်ရဲ့ခြင်းညာထားပေမဲ့နောင်ချိုမျိုးနယ်ကိုတော့အပြင်းထန်စစ်ကြောင်းထိုးနေကြောင်းညီနောင်မမိတ်သုံးဘွဲ့အနေနဲ့ငလင်တန်တင်းပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်အပြည့်ရဲ့ခြင်းညာခဲ့ကြောင်းတို့ရမှာစစ်တပ်က၎င်းတို့ရဲ့အပြည့်ရဲ့ခြင်းညာမှုကိုချိုးဖောက်နေတာကြောင့်အခုလိုတိုက်ပွဲတွေဖြစ်ပွားနေရခြင်းဖြစ်တယ်လို့တနေလီကဆိုထားပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုလို့အဆုံးတိနားဆင်ခဲ့တဲ့တရင်ပဲတက်များကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ထပ်ပြည်သူ့ပါတရင်ဒေါ်လာရင်ဘက်တော်သားများရဲ့တရင်များနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ